ကတုံလွင်းလွင်းနဲ့သေးချာချိတ်ကြံပြီးတော့လုံမဲ့ဟဲ့ဆိုတဲ့စဉ်းစားတဲ့ခေါင်းဆောင်မှုမျိုးကိုကျွန်တော်မတွေ့ရဘူးပေါ့ဗျာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တန်းအပါဝင်တဲ့န်းထူးတဲ့န်းကောင်းတဲ့န်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်တတရားကနေပေါ့နော်ကျွန်တော်ကြားမိတဲ့ဟာဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်ကိုပြီးသူတွေပြန်ပြောပေးတတရားမှာပေါ့နော်ကျွန်တော်ရှိမှာပဲပြောတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်သတိထားမိတယ်အဲ့ဒါကဘာလဲဆိုတော့ခင်ဦးနယ်မှာတဲ့နော်ခင်ဦးနယ်ကမိတ်ဆွေရှိကြလား နော်တကယ်လို့များရှိလို့ရှိရင်ကျွန်တော်ကိုလာပြောပြပေးပါနော်ခင်းဦးနေပါတဲ့ခင်းလို့တော့အမှတ်ကားတဲ့လွတ်တော်မှတ်ဆို NLD အမှတ်နေမှာပေါ့ဗျာနော်အမှတ်ကားတဲ့နော်သူ့သားကိုတဲ့ရင်မှုဖြစ်စေခြင်းတဲ့အခါကျတော့နော်အမျိုးတွေနဲ့ပေါင်းပြီးတော့နှစ်ယောက်တစ်ပိုင်းနဲ့တဲ့ရင်ဖွဲ့တယ်တဲ့ဖွဲ့ပြီးတော့သူ့သားကိုတဲ့ရင်မှုလုတ်ခိုင်းတယ်တဲ့ နဂိုလေးကသတိနဲ့မွေးလာတဲ့ဒေသဆိုင်ကာဝေးချက်တွေမဟုတ်ဘူးတော့နော်ပြီးတဲ့အခါကျတော့တကယ်တကယ်ကျတော့သူ့သားက uniform လေးဝတ်စစ်ကြတော့တကယ်မတိုက်ရဲတိုက်ဖို့လဲစရာမရှိနော်ပြီးလို့ရှိရင်ဟိုကလောက်ဖို့ laptop လိုတယ်ဒီကလောက်ဖို့ telephone လိုတယ်ဟိုကဖြစ်တယ်ဒီကဖြစ်တယ်အဲ့လိုမျိုးနဲ့ တော်လည်းလုစားဖြစ်တယ်တဲ့ဒါကြောင့်မလို့အဲ့ဒီငယ်ကအဲ့ဒီလွတ်တော်အမှတ်အဖွဲ့ကူတော့ပစံလှူလို့ရှင်သေချာမေးမြန်းစစ်ဆေးပြီးမှလှူပါဆိုပြီးတော့ပြောတာကိုကျွန်တော်နားနဲ့ဆက်ဆက်ကြားမိတယ်အဲ့တော့ကျွန်တော်လည်းကြားလို့ရှင်သိရင်သိထားတဲ့ဟာကိုကျွန်တော်တို့ကဝင်မြဖို့တောင်းဝန်ရှိတဲ့အခါမှာကျွန်တော်အခုပြန်ဝင်မြလိုက်တယ်အတော့ခင်ဦးနယ်သားတွေရှိပါသလားရှိလို့ရှင်ကျွန်တော်အခုတင်ပြတဲ့တဲ့င်းကမှန်ပါသလား မမမမလို့လာပြောပါမှန်တယ်ဆိုလို့ရှိရင်ကျန်တဲ့မိတ်ဆွေသိအောင်ပြန်ပြီးတော့ဝင်မျှပေးလိုက်ပါဒီလိုမျိုးတွေအောက်ချင်မှာလုပ်တာတွေရှိတယ်အဲ့ဒါအာဂတိတရားပဲเนาะအဲ့ဒါအာဂတိတရားပဲအဲ့တော့ကျွန်တော်တို့ကဘီသူအယောက်ချင်းစီတိုင်းကเนาะကျွန်တော်တို့ကပြောပြရမယ်တောင်းဝင်ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီຫນွေဝန်းတော်လည်ရေးအစမှာ အဲ့ဒီဟိုပါပေါ့ခင်ဦးငယ်လို့ပြောတယ်ဗျာเนาะမေးကြည့်ပါဒါကျွန်တော်ဟိုကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီနေသားမဟုတ်တလို့ကျွန်တော်လည်းဒါမှမသိတဲ့အခါမှာကျွန်တော်ဟိုဒါကြီးကိုအတိအကျကြီးကျွန်တော်မဆွဆွဲပါဘူးသို့တော့သို့တော့ကျွန်တော်နားနဲ့ဆက်ဆက်ကြားတယ်เนาะဆိုရက်ကကြတော့ကျွန်တော်ကသိကျင်တယ်အဲ့ဒါဟုတ်သလားဟုတ်သလားကျွန်တော်သိကျင်တယ်တကယ်လို့ဗျာဟုတ်နေတယ်ဆိုလို့ရှိရင်တကယ်စစ်မတိုက်ဘူးเนาะအဲ့ခင်ဦးနေရလို့ပြောပါတယ် လွတ်တော်ကုသလေဤကောင်းပြောပါနော်အဲ့လိုမျိုးအဖွဲ့တွေလက်ထက်ပတ်ဆက်ရောက်သွားလို့ရှိရင်ကျွန်တော်တို့တော်လိုင်းရဲ့နှစ်လာတာပေါ့ဒါဆွဆက်လေးပဲနော်ဒါဆွဆက်လေးပဲမင်္ဂလာပါမင်္ဂလာပါနော်တော်လိုင်းရဲ့နှစ်လာတာပေါ့ဒါကိုကျွန်တော်ပြောချင်တာအဲ့တော့ဒီတော်လိုင်းဆိုတာကျွန်တော်တို့ပတ်စံတွေကသူရောက်တဲ့နေရာကိုအချိန်နဲ့တပြေးညီရောက်မှရောက်တဲ့နေသူတွေရှိကိုရောက်မှ ဒါဒေါ်လာရေးကိုအောင်မြင်ဖို့အထောက်အကူဖြစ်တာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့တွေကအဲ့လိုမျိုးအပေါက်လေးတွေဖားဖို့နော်သရားလေးတွေခင်းဖို့နော်ဝါညာပေးဖို့လို့လူတိုင်းလူတိုင်းလူတိုင်းအရောက်ချင်းစီတိုင်းကကျွန်တော်တို့ကဗစက်တွေဖွင့်ပြီးပြောရမယ်တာဝန်ရှိတယ်ဟုတ်ပါသလားပြည်သက်ကြီးသဘောပါလားပြည်သက်ကြီးနော်ပြောပါဦးကျွန်တော်တက်ပြောရတာမောတယ်ဗျနော်နည်းနည်းပြည်သက်လည်းဝင်ဆွေးနေလေမင်္ဂလာပါနော် သဘောပါလားဗျတခါ freedom of expression လို့ခေါ်တယ်နော်လွတ်လပ်စွာပြောဆိုခြင်းအဲ့ဒါကလေလူ့အခွင့်အရေးမနေ့ကဆိုလို့ရှိရင် PP ဆိုင်ရာလူငယ်ချမ်းသာခွင့်အဖွဲ့ကြီးက Amnesty International အဖွဲ့ကြီးကတော့မှလွတ်လပ်စွာပြောဆိုခြင်းဆိုင်ရာကို campaign တွေလုပ်နေသေးတယ်နဒမောနဒမောနော်ဘာလုပ်တယ်လဲဆိုတော့ freedom of expression ဆိုတာက လွတ်လပ်စွာပြောဆိုခြင်းဆိုတာကနော်လူခွေတရားဖြစ်ပါတယ်ဆိုပြီးတော့ကမ်ပိန်းလောက်လုပ်နေသေးတယ်ဟုတ်ပါတယ်ကျွန်တော်တို့တွေနော်ဒါသည်လွတ်လပ်စွာပြောဆိုခြင်းနော်အဲ့ဒါကကျွန်တော်တို့လူခွန်ပြေးပါကျွန်တော်တို့ကဒီအသိအဖွဲ့ဒီလူပုဂ္ဂိုလ်ကိုသဘောတူလို့ရတယ်သဘောမတူလို့ရတယ်ထောက်ခံလို့ရတယ်မထောက်ခံလို့ရတယ် ဒါကြရဲ့ရေးချက်ပိုင်းပဲအေးအဲ့ဒါကူမှကျွန်တော်တို့ကမလုတ်တော့ဘူးဆိုရင်မလုတ်ဘူးဆိုရင်ကျွန်တော်တို့ကလူခွေဆုံးရှုံးခြင်းနဲ့တူတူပဲတကယ်လို့များအဲ့လိုမျိုးမလုတ်တဲ့သူတွေများလာလို့ရှိရယ်ဘယ်ထိအောင်သွားမလဲဆိုတော့အာနာရှင်စနစ်ကြီးပေါ့လေအခုဆိုရင်ကျွန်တော်တို့ကြည့်ကြည့်လိုက်နော်အမေရိကန်ဒေါ်နယ်ထရင်းနော်ဒါဒီသူအာနာရှင်တရက်ကိုသူဖန်ဆင်းနေတဲ့ပုံစံဒါတော့ကျွန်တော်ဒီလိုပဲမြင်နေရတယ်ဘလို့ဖန်ဆင်းနေလဲသူဒီ ဘာသာရေးကိုအသုံးချလူဖြူအစွန်းရဝါဒကိုကင်ဆွဲပြီးတော့အမျိုးသားရေးအစွန်းရဝါဒကိုခြေတန်းတင်ပြီးတော့လုံနေပြီးတော့သူ့ကိုယ်သူခောက်เนาะအစွန်းရဂိုင်းတကိုင်းလို့သူ့ရဲ့ကိုယ်ရည်သွေးမှုတွေတင့်ရဲ့သူ့ရဲ့နာမည်ငါသူဘလို့တော်ချောင်းဟာသူဘလို့လုံမှန်ချောင်းအဲ့လိုမျိုးကိုကိုကူအမွန်တင်နဲ့မသူတော်လုတ်ပြီးတော့ရှိသမျှလူ ဘိုင်ဒန်ကိုဆိုမကောင်းပြောတယ်ရှိသမျှယောက်ျားမိန်းမရှိသမျှသူနဲ့မတူသူမှန်သမျှကိုမှုချိုးမြစ်ချိုးပြောတဲ့အပြင်ကက်ကက်လန်လည်းရန်တွေးပြီးတော့ကိုယ့်ထဲအားနည်းတဲ့သူတွေဆိုလို့ရှိရင်ဘိုးကြခြင်းနဲ့မညစ်နော်ညစ်ချက်ချက်စိတ်ချက်ကလည်းရှိသေးဥပမာဆိုလို့ရှိရင် White House ကိုခေါ်ပြီးတော့ဇာလန်စကီကိုချိုးပြလိုက်တဲ့အထာတွေဆိုတာက လမ်းတွေကရက်ွက်တွေကလူမိုက်အချာပေါ့။ဘာနဲ့ဒူလဲဆိုတော့ဆယ်တန်းចောင်းသားကသူငယ်တန်းចောင်းသားကိုခေါ်ပြီးတော့ပိုင်းရိုက်ပြပြီးတော့ငါမိုက်ရကွာဆိုပြီးတော့ရက်ွက်တွေကလူတွေကိုချိန်ပြတယ်အချာပေါ့။ဒါမျိုးလုပ်ပြ။ဆိုတော့အဲ့ဒါကိုမြင်နေရတဲ့အဲမပြောတဲ့သူတွေများဒါပြအဲ့လိုမျိုးကြီးမြင်နေရတဲ့အဲနော် morally corrupt ဖြစ်နေတာကိုသိရတဲ့အဲဆက်ပြီးတော့ထောက်ခံမယ်ဆိုလို့ရှိရင်အမေရိကန်ဒီလဲအာနာရှယ်စနစ်ကိုဥတီသွားမှာ အခုဆိုလို့ရှိရင်သူဒီ constitution ကိုကြော်ပြီးတော့မှလုံလာတဲ့ဟာတွေဖြစ်လာတယ်။အကဲထားတော့ American ဂျောင်းကနောက်မှပြောမှာလောလောဆယ်ကျွန်တော်မြန်မာပြည်ဂျောင်းပဲပြောမှာ။အဲ့တော့ကျွန်တော်တို့အခုယနေ့အချိန်မှာတော့လူဦးဒေါ်လာကြီးဘာကြောင့်ဖြစ်လာလဲ။လူဦးဒေါ်လာကြီးဖြစ်လာတဲ့အကြောင်းရင်းသည်မတရားတာကိုလက်မခံတော့။ဗဇက်ကလည်းမပြောပဲလက်တွေထွက်လာပြီးတော့ဆန္ဒတွေပြကြတာ။ဆန္ဒတွေပြောလို့ပြလို့မရတော့တဲ့အခါကျတော့လက်တွေတနက်တွေကင်ကြတာ။ဒီလိုမျိုးဖြစ်လာတာ။နော်ဒီလိုမျိုးဖြစ်လာတာ။ ဲ့တော့ဒါလေးကိုပြောစီချင်သိစီချင်တယ်သိစီချင်တယ်အဲ့တော့နောက်ဆုံးကျတော့ဘယ်လိုဖြစ်လဲလက်နဲ့ကြိုင်တာပြောချင်တာကကျွန်တော်တို့တွေဒီနော်မတရားမှန်းကိုပြီးပြီဆိုလို့ရှိရင်မအလာမတရားရင်ဇဟဟဘလို့မအလာမမဟုတ်ဘူးအာဓမမှုကိုလောက်ဆောင်နေတဲ့သူတွေထောက်ခံနေတဲ့သူတွေတွေ့ကျွန်တော်တို့ဓမ္မဘတ်တော်သားတွေတမတရားဘတ်တော်သားတွေ နော်ကျွန်တော်တို့တွေကဗဇက်ကိုဖွင့်ပြီးတော့ပြောကြလုပ်ကြကင်ကြရမှာကျွန်တော်တို့အလုံးရဲ့တောက်မှာဖြစ်တယ်ကျွန်တော်တို့နိုင်တဲ့လောက်နဲ့ပြောကြရမယ်ကျွန်တော်နိုင်တဲ့လောက်နဲ့လုပ်ကြရမယ်အဲ့လိုမျိုးကိုမလုပ်တဲ့သူတွေများလာရင်ဒီမိုကရေစီချိမ့်ချောက်ခံရပြီကျွန်တော်တို့ဒီအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုကျွန်တော်တို့ကတိဆောက်ကြဖို့ရွယ်ချက်တွေရှိတယ်နော်ဆိုလို့ရှိရင်ဒီမိုကရေစီနိုင်ငံတော်ကိုတည်ထောင်ကြဖို့ရွယ်ချက်တွေရှိတယ်ဆိုရင်ယခုတည်းကကျွန်တော်တို့က ဝေဖန်တာကိုလည်းလုပ်ရမယ်ထောက်ပြတာကိုလည်းလုပ်ရမယ်ထောက်ခံတာကိုလည်းလုပ်ရမယ်နော်သဘောမတူမှုနော်အမြင်မတူမှုတွေကိုသဘောထားကြီးကြီးနဲ့ရင်ဆိုင်လက်ခံနိုင်စွာရှိရမယ်ဒါတွေကိုရိုးမော်ဒယ်နဲ့ဘယ်သူကစလုပ်ပြမလဲဆိုဥဆောင်တဲ့သူတွေဆိုတဲ့ပုံကိုယ်တွေကပို့ပြီးတော့လုပ်ပြမယ်ဘာကြောင့်လဲကျွန်တော်တို့ကဒီဒီ institution ဒီဒီ theory ကိုကျွန်တော်တို့သွားကြမယ်ဆိုခေါင်းဆောင်ပါလို့တာဝန်ကြီးတွေကိုယူထားပါတယ်ဆိုတော့ပုံကိုယ်တွေကမှ လုတ်ပြဖို့ပူတာဝင်ကြီးတာပေါ့ပူရှိတာပေါ့ပြောချင်တာကเนาะပြောချင်တာကကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကเนาะငှက်ကင်ငှက်ကင်ငှက်ကင်ပစင်းကင်ဆိုပြီးပြောတယ်ပြည်သူတွေကတခါငှက်ချီပါချတိုင်းပြည်သူတွေကဒေါသထွက်တယ်ဒေါသထွက်တဲ့ခါကျတော့ဘာဖြစ်လဲပစင်းကင်ဝယ်ပေးပါမယ်ဆိုပြီးပြောပြီးတော့เนาะဂတိမတည်တဲ့မမလူကြီးကို ဝိုင်းပြီးတော့တမတယ်တမတော့ဒီတကားတော့ကျွန်တော်ကြည့်ကြည့်ရတာတို့ကအရေးထူလာပုံရအရေးထူလာပုံရတယ်ဆိုတော့ကျွန်တော်ကြည့်ရတာတို့တွေကဒီတကားတော့အချင်းချင်းကြားထဲမှာเนาะအချင်းချင်းကြားထဲမှာကြိုပြီးတော့တိုင်ပြန်ထားပုံရကြိုပြီးတော့เนาะဘလို့ပြန်ပြောမယ်ပေါ့ဒီတချီကြစဉ်းစားထားပုံရအတိုင်ပေါက်ညီညီနဲ့เนาะဖြည့်ရှင်းချက်ဒီထွက်လာတယ်เนาะဘလုံးနေရာကထွက်လာလဲဆိုတော့ဆေးအုပ်စုရဲ့เนาะ လက်ကင်တို့ဒလန်အုပ်စုနော်အဲဥမာဆိုလို့ရှိရင်စစ်ထောက်လိုင်းအုပ်စုတွေပေါ့နော်အဲ့ဒါတွေကနေပြီးတော့အတန်တွေထွက်လာတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဘာတွေဖြစ်တယ်လဲဘာတွေပြောကြတယ်လဲဆိုတော့သူတို့ရဲ့ narrative ပေါ့အမေရိကန်တော်မှသူတို့အမိကိုအကြမ်းဖက်တာကိုမကာကွယ်နိုင်ဘူးနော်ရုရှားလည်းမကာကွယ်နိုင်တယ်လို့ယူကရိန်းလည်းမကာကွယ်နိုင်ဘူးငါတို့ရှီမှာလည်းရှိတယ်ထားအောင်တော့ဒီလောက်ကျေပြန့်တဲ့ဟာကြီးကိုဘယ်လိုလုပ်ကာကွယ်နိုင်မလဲ ဆိုပြီးတော့အဲ့လိုမျိုးအပြောဆိုစုပေါင်းတယ်ကာကြပါကြတချို့ဆိုပြီးသူကိုဒလန်ဖြစ်တော့ပြန်ဆွဆွဲတယ်အဲ့ဒလန်ဖြစ်ဆွဆွဲတာဘာလို့လဲဆိုတော့မမနုကြီးဖွဲ့တဲ့ကအယန်းကိုနော်အယန်းကိုတူးပြီးတော့ခြာတဲ့ဒေါက်တူတူးခြာနော်ဒေါက်တူတူတူးခေါင်ခေါင်တူးခြာဟိုတကလည်းပြောပြီးပြီဘာလဲလူငွေမရရက်လိုက်ရုံပဲရှိတာပေါ့ဆိုပြီးတော့ပြောတယ် ူကပြည်သူကိုပစိုးလံပြားမှာနည်းနည်းခြေနဲ့တဲ့နော်ကချင်ဆုံးပြူနော်ကချင်နေသူကြောင့်တိတ်ခါကြဒေါက်တူတူတူချက်ချက်ဒုက္ခသူကဘာပြောလဲဆိုတော့အဲ့လိုမျိုးငတ်ငယ်အကြောင်းကိုမေးတဲ့ဝေဖန်တဲ့သူတွေကိုပြန်ပြီးတော့ကက်ကက်လန်ကက်ကက်လန်ရန်တွေ့တဲ့အပြင်ကိုစစ်ကောင်စီနဲ့တော့ တသားပဲတန်းနေဆိုပြီးပြီးသူကိုဆွဆွဲလိုက်တယ်ပြီးသူနဲ့တူတူနောက်တဲ့၂ယောက်လောက်ရှိသေးတယ်၃ယောက်လောက်ရှိတယ်တခြားလူရှိပါသေးတယ်ဒပြိုင်နဲ့ပေါ့ရှေ့စင်နောက်စင်ရှေ့စင်နောက်စင်တယ်အဲ့ဒီအပြောစုနဲ့အဲ့လိုမျိုးဘောင်နဲ့ narrative နဲ့အပြောစုနဲ့ပြီးသူကိုပြန်ပြီးတော့ဆွဆွဲတဲ့ဟာကိုပြောကြတယ်ရန်တွေ့အဲ့တော့ခုနကကျွန်တော်တို့ဒီမိုကရေစီအကြောင်းကိုပြောနေရင်လည်းဘာကြောင့်ကျွန်တော်တို့တွေ ဝေဖန်ထောက်ပြမှုတွေလုပ်တယ်လေဟုတ်တယ်ကျွန်တော်တို့လွတ်လပ်စွာဖော်ပြခြင်းပြောဆိုခြင်းဆိုတဲ့ဟာဒီလူခွင့်ရေးဖြစ်တယ်ဒါကိုချင်းသုံးခြင်းအဖြစ်ဒီမိုကရေစီရှင်းထုံးနေကိုကျွန်တော်တို့ရှင်းသုံးခြင်းဖြစ်တယ်ဒီလိုမျိုးရှင်းထုံးတဲ့နေရာမှာကျွန်တော်တို့ကသဘောထားကြီးကြီးနဲ့เนาะရှင်းထုံးနိုင်ဖို့လို့တို့လို့ဥဆောင်တဲ့ဖွဲ့စည်းတွေကပိုတော့သဘောထားကြီးကြီးနဲ့ကျင့်ထုံးရမယ်အစားလာပြီးကျွန်တော်ပြောမယ့်အပိုင်းကအဲ့ဒီမမလူကြီးရဲ့ဝင်ချီးဆိုတဲ့ပုံကိုယ်တွေကလူတို့ကိုဖောင်းတာ ခုလူကဖောင်းလိုက်ဒီလူကဖောင်းလိုက်အကြည့်ကြည့်ခါကပဲနော်အစိုးဆုံးကလည်းအဲ့ခုနကတောက်တူတူတူချာချာပဲနော်တူလွန်ချာတော့အားကြီးလို့ခတာကမမလူကြီးရလဲနော်မပြီးလို့ရှင်မြန်မာနိုင်ငံမှာအဲ့ဒီတောက်တူတူချာလောက်မှာတောက်ရည်ချင်းမရှိတဲ့လူမရှိတော့တဲ့အတိုင်းပဲပြီးတော့အဲ့ဒီတောက်တူတူချာကိုထုတ်ပြဖို့တောင်းဆိုပြီးသားနော်နောက်တစ်ခါကာကွယ် ဘယ်လိုလဲနိုင်ထူအောင်ထောက်ပါဆိုပြီးတော့ပြောဆိုတာတွေရှိရဲ့ဒါပေမဲ့မမနုကြီးရလေတိုင်းပြည်မှာနော်လူတွေမရှိတော့တဲ့ပုံစံမျိုးထုတ်ဆိုလည်းမထုတ်ထုတ်လို့မရတာလည်းမသိသမထတဲ့ဝန်ကြီးချုပ်ကလည်းထုတ်ဖို့နော်ဩဇာအာဏာမရှိတာလည်းမသိဒါမှမဟုတ်ရှင်တရားတရားဖွင့်အမိချီပြီးတော့အနှင်းခံထားသလိုဖြစ်နေတာလည်းမသိခုနကဥဆောင်တဲ့ပုံကိုယ်တွေကတော့ပို့ပြီးတော့နော်ပို့ပြီးတော့ ီမိုကရေစီစံနှုန်းနေနဲ့တီးခံပြီးတော့ပြည်သူကိုတာဝန်ယူမှုတာဝန်ခံမှုနဲ့เนาะဝင်ချတောင်းပန်ပြီးတော့ပွင့်လင်းပြန်ပါမှုရှိရှိနဲ့ပြောဆိုမယ်ဆက်ဆံမယ်ဆိုတော်သေးတယ်။ဥမာဇာလန်စကီကိုဆိုပြီးပြည်သူတွေကဘာလို့ကြိုက်လဲရှင်းတယ်။ပြည်သူကကြိုက်မှာပေါ့။သူ့ရဲ့ပါတီနာမည်ကပြည်သူကျော်ဇာလန်စကီကိုတန်းကလည်းပြည်သူရဲ့ကျွန်ကဲသူဒီထိုင်နေတယ်။ ဟုတ်ခင်ဗျားတို့ကကြတော့ဘာဖြစ်လဲဆိုတော့ထိတ်ကလူတွေမပြောနဲ့အောက်ကပသုံးလုံးတော်မှာမြေပြင်မှာအတော်တော်ဆိုးတဲ့ကောင်လေးရှိတယ်ဆိုပဲနော်တော်တော်သတိထားရတယ်ဆိုပဲအဲ့လိုနေထားရှိတယ်အားလုံးတော့ဟုတ်ချင်မှာဟုတ်မှာပါနော်ကောင်းနဲ့နော်လက်တွေလုံနေတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်နော်ဝလုံးရှိတဲ့လည်းတင်းကြုံကြီးကျွန်တော်မပြောချင်ပါဒါပေမဲ့ကြားသလောက်ဆိုလို့ရှိရင်ပသုံးလုံးကတော်တော်ကိုနော်တော်တော်ကိုနာမည်ဆိုးတွေထွက်တယ် เนาะနာမည်ဆိုးတွေထွက်တယ် ဆိုတော့ဒီလိုမျိုးတွေမှာထက်ကလူတွေကိုယ်တိုင်ကပြီးသူကိုအဲ့လိုမျိုးကက်ကက်လန်းเนาะရံပြန်တွေ့ပြီးတော့တော့ငစိမ့်တွေရံတွေ့သူလို့တွေ့တာအဲ့ဒေါက်တာတူတူချက်စာဆိုလို့ရှိတယ်ဒီလိုမျိုးပုံစံတွေကတော့မရဘူးလေပြီးသူကလက်ခံမှာမဟုတ်ဘူးเนาะเนาะပြီးသူကဒါမျိုးကိုလက်ခံမှာမဟုတ်ဘူးအဲ့တော့ခုနစကားကိုကျွန်တော်ပြန်ဆက်ရလို့ရှိရင်တော်ကြနေเนาะငါချိပါချလိုက်ပြီးသူတွေကခုနကလေဓာတ်က လရရဲ့ဓာတ်ပုံဒီရှယ်လိုက်ချက်ကျွန်တော်တို့မှာဒါကိုပဲရသိစိတ်ဖြီးနဲ့လုံနေကြတဲ့အနေထားလေးနဲ့ကြော်တဲ့အထိဒီနေရာကနေပြီးတော့မတိုးတက်ပါသေးဘူးเนาะအမှန်တော့ဖြစ်စေချင်တာကတော့အရင်ချင်းရှိတဲ့เนาะရေချင်းရှိတဲ့အရင်ချင်းရှိတဲ့ခေါင်းဆောင်မှုခေါင်းဆိုလို့ရှယ်လိုခဲ့တဲ့လေးနဲ့ခရေကပြင်ဆင်ခဲ့လို့ယနေ့လေးနဲ့ကြော်၅နှစ်တည်းဝင်တဲ့အချိန်မှာအသီးပွင့်နေ နော်အသီးအပွက်နေရခဲ့တင့်ပြီးသားဖြစ်ရမှာနော်ရခဲ့တင့်ပြီးသားဖြစ်ရမှာဆိုတော့ယနေ့ချိန်ဒီတော့ကျွန်တော်တို့မမြင်ရသေးဘူးပေါ့ဗျာဒါတွေကိုနော်မမြင်ရသေးဘူးအမှန်မှန်တော့ဒီကောင်းလေးကိုလဓာတွေကိုရှင်းဖို့ဘာလို့မှတော်ဝင်ရှိလဲမင်းတော့အားလုံးမှာတော်ဝင်ရှိတာပေါ့နော်အားလုံးမှာတော့တော်ဝင်ရှိတယ်ပေါ့သို့တော့ဘာလို့ဒီမှာတော်ဝင်ရှိတယ်လဲမင်း အဲ့ဒီတာဝန်ယူထားတဲ့ဘောက်ကမူနေရာမှာယူထားတဲ့နော်ကိုကိုနေရာပေးထားတာမပေးထားတာအဲ့နေရာမှာယူထားတဲ့သူတွေအားလုံးကတာဝန်ရှိတယ်ပို့ပြီးတာဝန်ရှိတယ်ဘာကြောင့်လဲသူတို့ကခေါင်းဆောင်မှုနေရာကိုယူထားတဲ့အခါမှာသူတို့မှလုတ်ပိုင်ခွင့်တွေငွေကြေးတွေစီမံဆုံးဖြတ်ပိုင်ခွင့်တွေဓာတ်တွေရှိသွားတယ်เนาะရှိသွားတယ်ရှိသွားတဲ့အခါကျတော့သူတို့ကဓာတ်တွေကိုလုတ်သိရင်တောင်မလုတ်ချင်းသည်မလုတ်နိုင်ချင်းသည်ပြေချွတ်ရင်ဖြစ်တယ်တာဝန်ပြည့်ရင်ဖြစ်တယ် ဒါမျိုးဆိုကျွန်တော်တို့ကအရေးယူပါမှာဖြစ်တယ်။ပို့လည်းလည်းပြောပြ။နော်။ဆိုတော့ဒီနေ့ကကျွန်တော်တို့88တကယ်တည်းကပေါင်ခဲ့တဲ့ခေါင်းဆောင်ဟောင်းကြီးတရားပါပဲ။သူကဘာ post တစ်ခုတင်ထားလဲဆိုတော့အဲ့ဒီပဇင်းကင်မယ်ဆိုပြီးတော့တဲ့နော်။အလူငွေခံသွားပြီးတော့အပြောင်ရိုက်သွားတဲ့သူတွေနော်။ခိုးသွားတဲ့ဘုံသွားတဲ့သူတွေသူတို့ကလည်းတဲ့နော်။စက်ကောင်စီလီဒါကလာရတဲ့နီးတူအပြစ်ပေးမှု ရစေခြင်းပြီးဆိုပြီးတော့သူတင်ထားတယ်တိတ်မှတော့ဒီလိုမျိုးကိုထော်ထုတ်ပြီးတော့အခုတည်းကအေးအေးယူရမှာပြီးတဲ့တော်လိုင်းပြီးတဲ့အချိန်ထိမဟုတ်ဘူးအခုတည်းကထော်ထုတ်ပြီးအေးအေးယူရမှာအဲ့တော့မှနှောင်ကိုမလုတ်ရဲအောင်နှောင်ကျင်သွားအောင်လုတ်ရဲရမှာဟုတ်တယ်လေပြည်သူတွေအသက်နဲ့ဘဝတွေတွေးချွေးတွေနဲ့နော် နိုင်ငံတော်အတွက်တော်လိုင်းအတွက်ဆိုပြီးရွေထားတဲ့ဟာဒီကိုဘုံပြီးတော့အိမ်ဝယ်လာလားစိုင်းနေဝယ်လာလားအရက်ဆိုင်ဖွင့်လာလားဒီလိုမျိုးမတော်မတရားလုပ်သမျှကိုတော့ကျွန်တော်တို့ဖော်ထုတ်ပြီးရေးယူရမှာဘယ်သူကလုပ်ပေးဖို့တာဝန်ရှိတယ်လဲမေးဟာအဲ့တော်လိုင်းကြီးကဥစ္စာမှုနေရာမှာယူထားတဲ့သူကပိုပြီးတာဝန်ရှိတာဗောဗျခင်ဗျာပြီးသူကမနေနိုင်လို့ဝင်ပြောရတာ နော်ဝင်လောက်လာတကယ်တော့သူတို့ကဘီသူမပြောခင်တည်းကလောက်အောင်ပါနော်လောက်အောင်ပါဟုတ်တယ်ဟုတ်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအိုဆိုကလေးနော်ဥမာဆိုလို့ရှိရင်ကျွန်တော်တို့ငွေကြေးတွေပွင့်လင်းမြင်သာမှုမရှိတာနဲ့ပတ်သက်ပြီးတော့ဆရာကြီးဦးကြီးမြတ်ဆိုအများနဲ့ပြောတယ်စင်းစစ်ချုပ်ခန့်လိုက် ခမရဘီသူကိုအစအဆုံးမပြောပြနိုင်ရင်တော့မအနည်းဆုံးတော့ဗျာအကောင်နဲ့အကောင်နဲ့ဒီလောက်တော့ချပြလို့ရပါတယ်နော်ချပြလို့ရပါတယ်နော်ချပြလို့ရပါတယ် နောက်တစ်ခါကျတော့အတွင်းစီးတွေဗျာနော်ယုံလို့ရတဲ့ပုံကိုယ်တွေနော်တချို့ရဆိုခိုးပြီးတော့အိမ်လဲဝယ်တယ်ရက်ဆိုင်လဲဖွင့်တယ်ကိုယ်စုံဆိုင်လဲဖွင့်တယ်တဲ့ကဲဘယ်နဲ့လဲနော်အတွင်းစီးရပုံကိုယ်တွေဥမာဆိုလို့ရှိရင်ဆရာကြီးဦးကြီးမြတ်လို့ပုံကိုယ်မျိုးတွေခမရသူတို့လို့ပုံကိုယ်မျိုးတွေကိုနောက်ကွယ်မှာဖိတ်ကြားပြီးတော့ရှင်းလင်းတင်ပြလို့ရှိရင်သူတို့ကပြန်ပြီးတော့ပြီးသူကိုသတင်းစကားပေးရင်ပြီးသူကယုံကြည်ပြီးသားပဲဒီလိုမျိုးလွတ်လပ်တဲ့အမိကိုကင်းတဲ့ပုံကိုယ်ကြီးတွေ เนาะတဘာရှိတဲ့သူတွေဝါရှိတဲ့သူတွေရိုးအောင်ရှိတဲ့သူတွေကိုခင်ဗျားတို့ရှင်းပြလို့ရတာပဲเนาะဥစုကလေးဥစုကလေးเนาะလွပြလို့ရတာပဲဟုတ်တယ်မလားဟုတ်ခင်ဗျားရိတ်ပေးရမှာဟာเนาะ